အားလုံးပဲမင်္ဂလာပါ district ခွန်အားပြည်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆရာကတော့ Darren ရဲ့လက္ခဏာပြတာဆရာဆရာရဲအောင်မဖြစ်ပါရစေ။ဒီကနေ့မှာတော့ December လ8ရက်နေ့ကနေ14ရက်နေ့အတွင်းတပတ်တာကန်စတာအတွင်းမှာမှခொနရသားသမီးတွေရဲ့ပြောင်းလဲလာမယ်ဒီကန်စတာအသေးစိတ်လေးဆောင်းရှောင်းလေးတွေရဲ့ပြုလို့ရမယ်ရရားလေးတွေကိုဆရာက Darren နဲ့ဖတ်ကြားပြီးတော့ဟောပြောပေးသားမှာဖြစ်ပါရစေ။အဲ့တော့ နေသားတစ်ခုချင်းစီရဲ့ဒီကန်စရာလေးကိုဆရာကကိုစားကြည့်ပြီးမှဖြစ်တဲ့အတွက်မိမိတို့ရဲ့ပြောင်းလဲလာမယ့်ကန်စရာလေးပေါ်မှာအာယုံလေးစိုက်ပေးဖို့အတွက်လည်းပထမဆုံးပြောချင်တယ်ပေါ့နော်။ကဲအစင်းချင်းပြီးရင်စလိုက်ရအောင်။ဒါတော့ခနေသားသမီးအကုန်လုံးရဲ့ဒီပေါ့နော်ကန်စရာပေါ့နော်။ကဲဘာတွေပြောင်းလဲလာမလဲဘာတွေထူးကြလာမလဲပေါ့။ အရင်ဆုံးကတော့ထုံးစံတိုင်းပဲတနင်္ဂနွေသားသမီးတွေရဲ့ကန်စတာလေးကိုအရင်ကြည့်မယ်ကဲတနင်္ဂနွေသားသမီးများအနေနဲ့ကကြတော့ပြောင်းလဲလာမယ်ကန်စတာလေးကိုချက်ကြည့်မယ်ပါနော်ပထမဆုံးကန်စတာဖြစ်တဲ့လုပ်ငန်းကန်ကဲလုပ်ငန်းကန်နဲ့ပတ်သက်ရင်တော့ လောလောဆယ်မှာတော့ဒရီဟာတွေများနေပါမယ်အဲ့တော့ဒရီဟာတွေများမှာဖြစ်တဲ့အတွက်ကိုက အဲလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အလုပ်အစ်ပြောင်းရမလားဒါမှမဟုတ်လက်ရှိလုပ်ငန်းမှာပဲလုပ်နေမလားအဲအဲ့လိုမျိုးပဲပေါ့နော်ဒရီဟာတွေကအမြဲတမ်းပေါ့နော်ဘယ်နေရာသွားသွားဘယ်နေရာရောက်ရောက်ပေါ့နော်ခုမှအာဆုံးဖြတ်ချက်ချဖို့အတွက်မခိုင်မာနေတာမျိုးအဲခိုင်မာဖို့အတွက်လည်းအချိန်ကြာနေတာမျိုးတွေးဝင်နေတာမျိုးလေးတွေဖြစ်ပေါ်နေတတ်ပါတယ်ဒါကတော့လုပ်ငန်းကံနဲ့ပတ်သက်ရင်တော့အဲလောလောဆယ်မှာမရေမရမတိမကြာဖြစ်နေပြီးတော့ပေါ့နော်ကိုကိုတိုင်းလည်းအဲဆုံးဖြတ်ရခက်နေတာတွေအဲစဉ်းစားရခက်နေတာမျိုးလေးတွေဆုံးဖြတ်ချဖို့အတွက် တွေ့ဝင်နေတာမျိုးတွေကြံ့ကြံ့နေတာမျိုးတွေဖြစ်ပေါ်နေတတ်ပါတယ်ဒါကတော့လုပ်ငန်းကံဖြစ်ပါတယ်ကဲငွေကြေးကံအဲ့တော့ငွေကြေးကံနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့တနင်္ဂနွေသားသမီးများအနေနဲ့ကတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဗောနောကိုကပို့ပြီးတော့ဗောနောဒီကာလအတွင်းမှာဒီတပတ်တာအတွင်းမှာငွေရှာလို့ကောင်းမယ်ငွေချားတာလွယ်မယ် ငွေကိုကိုကဘာမှမဟုတ်ဘူးကနော်ပေါ့ပေါ့ပါလောက်လိုက်တဲ့အရာတစ်ခုကအဲပို့ပြီးတော့သူများတဲ့ပို့ပြီးလွယ်လွယ်ကူကူနဲ့ငွေရသွားတာမျိုးတို့အဲအဲ့လိုမျိုးပါကန်စက်မနဲ့တာချင်းကျူတူကလူက၁၀ရောက်နိုင်မှဆိုရင်ကိုယ့်ရဲ့ကန်စရာလေးကပို့ပြီးတော့ကောင်းမွန်နေတာမျိုးတို့အဲ့လိုငွေရပေါက်ရလန်ကောင်းနေမဲ့ငွေရပေါက်ရလန်နေများနေမဲ့ကန်စရာတစ်ခုကိုအဲကျွန်တော်တို့သားသမီးတွေရောက်ရှိနေတတ်ပါတယ်ဒါကတော့ငွေကြီးကန်နေဖြစ်ပါတယ်ကဲလူမွေးပိုင်း ဲ့တော့လူမွေးပိုင်းနဲ့ပတ်သက်ရင်တော့အပြုံးမတက်လို့ပေါ့နော်လူမုံများနေတဲ့ကံစရာတစ်ခုကိုရောက်ရှိနေတယ်အဲ့တော့ကိုကိုတိုင်ကပေါ့နော်လောလောဆယ်မှာ ကိုကအရန်ကြီးပေါ့နော်ဒီပြောတာဆိုတာတွေအဲခါရန်ကွာကအခက်မသိတာမျိုးလေးတွေမနေတတ်တာမျိုးလေးတွေအဲ့တော့ဖာတိဘာသာမနေတတ်တဲ့အရာတွေကကိုကအရန်ကြီးသွားပြောလိုက်တာမျိုးလေးတွေအဲ့တော့ဆက်ဆက်ပြီးတော့ပြောလိုက်တဲ့အရာတွေကဟိုကောင်းတာမဟုတ်ဘဲနဲ့စိုးတာဖြစ်သွားတာမျိုး negative sign နဲ့အတွေးမျိုးလေးတွေ negative sign နဲ့ဟိုအပြောမျိုးလေးတွေဖြစ်သွားတဲ့အခါမျိုးလေးတွေဖြစ်တယ်ဗျာအဲ့တော့အဲ့ဒါလေးတွေအကြောင်းပေါ့နော်အဲစိတ်ပင်ပန်းစရာလေးတွေစိတ်ချုပ်ထွေးစရာလေးတွေအဲ့တော့လူမွေးပိုင်းမှာတော့ကရော့ကဆာဖြစ်စရာလေးတွေ ကြုံရတတ်ပါတယ်ဒတိထားစင်းတဲ့ကာလတစ်ခုလို့တော့ပြောလို့ရတယ်ပေါ့နော်ကဲနောက်တစ်ခုနောက်တစ်ခုကကြတော့တနင်္ဂနွေသားသမီးတွေရဲ့အခြေခံ တော့အခြေအနေနဲ့ပတ်သက်ရင်တော့လောလောဆယ်မှာတော့ကိုကိုတိုင်ကအဲအခြေအနေမှာစိတ်ပါဝင်စားမှုတဲ့အားနည်းနေတယ်ပေါ့နော်အဲ့တော့ဟိုစစ်သူနဲ့သွားမလားအပြင်သွားမလားကိုယ့်ရဲ့ဒီဘော်ဒါရင်နဲ့သွားမလားအချိန်ကုန်မလားဆိုရင်တော့ဘော်ဒါရင်နဲ့သွားပြီးတော့ပဲအချိန်ကုန်နေတတ်တဲ့အဲအချိန်ကုန်ခြင်းနေတဲ့စိတ်မျိုးတွေဖြစ်နေတတ်တယ်လောလောဆယ်မှာတော့အရင်ထိန်းချုပ်မှုတွေရတယ်လွတ်မြောက်ခြင်းတဲ့အရာမျိုးလေးတွေ ဖြစ်လာတတ်ပါတယ်လောလောဆယ်မှာတော့အခြေအနေပတ်သက်ရင်တော့ချစ်သူထက်အဲဘော်ရာတွေတငယ်ချင်းတွေမိသားစုတွေကို အချိန်ပေးပြီးတော့အချိန်ကုန်တက်ကြပါတယ်။ဒါကတော့အခြေအနေဖြစ်ပါတယ်။ကဲနောက်တစ်ခုနောက်တစ်ခုကကြတော့ကျမ်းမာရေးအဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့တင်းငွေဓာသမီများအနေနဲ့ကကြတော့လမောင်းတဲ့ပတ္တရာမျိုးလေးတွေလက်တစ်ဖက်နာနေတာမျိုးလေးတွေအထူးသဖြင့်တော့ညာဘက်လက်ထိခဲ့တဲ့ရရတာမျိုးလေးတွေအဲ့တော့ အစင်းမြစ်လွဲတာမျိုးလေးတွေဖြစ်ပေါ်တတ်ပါတယ်ပြီးရင်အစိုင်းနဲ့ပစ္စတာတွေဝမ်ပိုင်းနဲ့ပစ္စတာမျိုးလေးတွေမှာကျမ်းမာရေးချူကြပြီးတော့စင်းုံစေကန်းလည်းမကြခဏသွားပြတ်နေရတတ်ပါတယ်ဒါလေးကတော့တနင်္ဂနွေသားသမီးတွေရဲ့ပြောင်းလဲလာမယ့်ကင်ဆာတွေဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးများအနေနဲ့ကတော့ကင်ဆာလေးပြောပြီးတဲ့နောက်မှာတော့ဆောင်ရယ်ရှောင်ရယ်လေးတွေအဲပြီးတော့ကိုယ့်အတွက်ပေါ့နော်ပြုတ်လို့ရမယ့်ရေရာလေးပေါ့နော်အဲ့တော့ရေရာလေးအနေနဲ့ကကြတော့ ကိုယ့်ရဲ့အိမ်ဖျားဒါမှမဟုတ်နေဆက်ရဖျားလေးမှာအုံထမင်းလေးတပွဲလူတန်းပြီးတော့ကိုယ့်ရဲ့ကင်စရာအညံလေးတွေပျောက်ကင်းတတသွားအောင်ဆူတောင်းပေးပါအဲပြီးတော့ကိုယ့်ခွက်ရဘာသာအရာပေါ့နော်အတိတ်ချန်လေးဝင်ဝင်နာဖြစ်ဖြစ်ဖြစ်အဲကိုယ့်ရဲ့ဒီကုသကောင်းမှုလေးပြုလုပ်ပေးရမယ်ဖြစ်ဖြစ်အဲ့ဒါလေးတွေပြုလုပ်ပေးမယ်ဆိုရင်လည်းကိုယ့်ရဲ့ကင်စရာလေးကတိတိတတနဲ့ကောင်းမှုမှုတွေရရှိလာမှာဖြစ်ပါတယ်ဒါလေးကတော့ကျနေကုရီသားသမီးတွေရဲ့ကင်စရာလေးဖြစ်ပါတယ်ကဲကျနေကုရီသားသမီးတွေပြီးသွားအောင်မှာတော့ကဲတနင်္လာသားသမီးတွေရဲ့ကင်စရာလေးကိုဆရာတစ်ချက်ကြည့်မယ်ပေါ့နော် ကဲတနင်္လာသားသမီးတွေရဲ့ကန်စတာလုပ်ငန်းငွေကြေးလူမှုရေးအခြေရေးဒါကတော့ကျမ်းမာရေးကဲအရင်ဆုံးလုပ်ငန်းကြည့်မယ်လုပ်ငန်းပိုင်းနဲ့ပတ်သက်ရင်တနင်္လာသားသမီးတွေဘာတွေဖြစ်လာမလဲဘာတွေထူးခြားလာမလဲပေါ့ ကဲလုပ်ငန်းနဲ့ပတ်သက်ရင်တော့တနင်္ဂနွေသားသမီးပြီးသွားတဲ့နောက်မှာတနင်္ဂနွေသားသမီးတွေရဲ့ကန်စတာကတော့အကောင့်ထက်ပေါ့နော်အငဲနေများနေတပါတယ်ပြီးတော့ကိုယ့်ကိုပေါ့နော်ဟို क्वे ရာကနေဖြစ်ဖြစ်အဲပြီးတော့ ဟိုကိုမမြင်တဲ့နေရာတစ်ခုကနေစောင့်ကြည့်နေတာမျိုးတို့အဲကိုရဲ့အားနည်းမဲ့အချိန်တစ်ခုအဲပြီးတော့ကိုအတွက်ပေါ့နော်ကိုနည်းနည်းလေးအခက်အခဲဖြစ်နေမဲ့အချိန်တစ်ခုကိုအသုံးချပြီးတော့အဲကိုရဲ့လုပ်ငန်းပိုင်းမှာအခက်အခဲတွေ့အောင်ကြုံတာမျိုးလေးတွေအနောက်ရှက်ပြီးကျင်တာမျိုးလေးတွေကြုံရတတ်ပါတယ်ပြီးတော့လုပ်ငန်းကွင်ထဲမှာကိုကိုမနာလိုတဲ့လူတွေအဲတယောက်မကနှစ်ယောက်ရှိနေတတ်တယ်ပေါ့နော်အဲ့တော့လောလောဆယ်မှာတော့လုပ်ငန်းနဲ့ပတ်သက်ရင်တော့အဆအဆအရာရာသတိထားသင့်တယ်ပြီးတော့ ကိုပုံမှန်လုပ်နေကြလုပ်ငန်းဆိုရင်တော့မှာပေါ့နော်နှစ်ကြိမ်တစ်ခါစီစီတာမျိုးပဲဖြစ်ဖြစ်အတိတ်တည်းနဲ့အမြဲတမ်းပြုလုပ်လုပ်ကြနေမျိုးဖြစ်ဖြစ်အဲ့ဒါလေးတွေပြုလုပ်ပေးပါအဲ့ဒါဆိုတော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့ကင်ဆာလေးတွေကိုရရှိပိုင်ဆိုင်လာမှာဖြစ်ပါတယ်ဒါတွေကတော့လုပ်ငန်းကံဖြစ်ပါတယ်ကင်ငွေကြီးကံအဲ့တော့ငွေကြေးကံအနေနဲ့ကကြတော့လေနသာသမီများအနေနဲ့ကတော့ဗဇက်ကတော့ငွေစုမယ်စုမယ်ဆိုပြီးတော့ပေါ့နော် အဲလက်ထဲမှာငွေကတန်းစီပြီးတော့တစ်ခုပြီးတစ်ခုငွေကုန်နေတဲ့တာမျိုးငွေသုံးနေတဲ့တာမျိုးအဲ့တော့အပြောနဲ့လှုပ်မညီဘဲနဲ့ပေါ့နော်ငွေစုဖို့ကစိတ်ထဲမှာပဲရှိပြီးတော့လက်တွေလှုပ်ဖို့အတွက်ခက်ခဲနေလိမ့်မယ်လက်တွေစုဖို့အတွက်ခက်ခဲနေလိမ့်မယ်လက်တွေကိုယ်အနေနဲ့ပေါ့နော်စုဆောင်ဖို့အတွက်ပေါ့နော်အခက်ခဲတွေကြုံနေတဲ့တာမျိုးလေးတွေအဲ့တော့ငွေယူပေါက်လေးတွေများပြီးတော့ငွေအထွက်များနေတဲ့တဲ့ငွေစုမိဖို့အတွက်ကတော့အချင်းတစ်ခုကြကြလေးတော့ကိုယ်အနေနဲ့ပေါ့နော်ခက်ခက်ခက်ခဲလေးနဲ့အဲပြုလုပ်ရလိမ့်မယ်နော်ဒါလေးကတော့ငွေကြီးကန်လေးဖြစ်ပါတယ် ကဲလူမွေးကန်ကဲလူမွေးပိုင်းနဲ့ပတ်သက်ရင်တော့လူမွေးပိုင်းမှာတော့လောလောဆယ်မှာကကန်စရာလေးကတော့အကောင်ဘက်ကိုပြန်လဲဥတည်နေတယ်ဘလို့အကောင်ဘက်ကိုဥတည်လဲဆိုတော့လူမျိုးကြားတွေဘာသာကြားတွေကိုယ့်ရဲ့အိမ်နီးနားချင်းမှာရှိတယ်ပေါ့နော်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အဲဒီအဆက်အသွယ်ကောင်းတို့အပေါင်းအသင်းကောင်းတွေရဲ့အကူအညီနဲ့ပေါ့နော်လူမွေးကန်စရာ ပြန်လဲကောင်းပေါ်လာမယ်ပြီးတော့လူမွေးပိုင်းနဲ့ပတ်သက်ပြီးတော့မင်္ဂလာသတင်းကြားရတာမျိုးလေးတွေလူမွေးကန်စတာကောင်းပြီးတော့ဗောနော်အကျိုးခံစား권မျိုးလေးတွေရရှိပိုင်ဆိုင်မယ်ကာလတစ်ခုလည်းဖြစ်တယ်ဗောနော်ဒါကတော့တနင်္လာသားသမီးတွေရလူမွေးကန်ဖြစ်ပါတယ်ကဲနောက်တစ်ခုနောက်တစ်ခုကတော့အခြေ အချိန်နဲ့ပတ်သက်တော့လောလောဆယ်ကဘာမှကောင်းတာတွေကမရှိဘဲနဲ့တော်တော်လေးကိုရှာရှာပါပါလေးနဲ့ပေါ့နော်ဒီကောင်းကွက်လေးတွေနဲနေပဲပေါ့နော်အဲ့တော့ဘလို့ကောင်းကွက်လေးတွေနဲနေမှာဆိုတော့ကိုရည်ရွယ်ထားတဲ့အရာတခုကိုရည်ရွယ်ထားတဲ့အရာတခုတွေကဘရောမှဖြစ်မလာတာမျိုးလေးတွေဘလောက်ကြီးပဲလှုပ်လှုပ်ဘလောက်ကြီးပဲကြိုးစားပြီးတော့ဖန်တီးနေလေအဲမျက်နှာကောင်းမရတာမျိုးလေးတွေအစင်မပြေမှုလေးတွေများနေတဲ့တာမျိုးလေးတွေပြုံနေရတတ်တယ်အဲ့တော့တနင်္လာသားသမီးများအနေနဲ့ကတော့လက်တလုံးမှာတော့ စိတ်ဓာတ်တွေကြာပြီးတော့ဗောနောကိုကိုတိုင်ကဟိုလက်လျှော့လိုက်ကြရင်ကောင်းမလားဆိုတော့အတွင်းမျိုးတွေကအခါခါဝင်နေတတ်တဲ့ကာလတစ်ခုတို့ရောက်ရှိနေတယ်လို့ပြောလို့ရတယ်ဗောနောဒါတော့ညနေသားသမီးများအနေနဲ့ကကြတော့အချင်းနဲ့ပတ်သက်ရင်တော့ကန်ခီနေတတ်ပါတယ်လောလောဆယ်မှာတော့ကိုကြီးမှန်းထားတဲ့အရာတွေကိုစူးစမ်းပြီးတော့တိဆောက်ထားတဲ့အရာတွေကရလက်ကောင်းနေမရပဲနဲ့အစင်မပြေဖြစ်တာမျိုးလေးတွေအခက်ခဲကြုံတာမျိုးလေးတွေအဲ့တော့ပျက်စီးပြက်ွယ်သွားတာမျိုးလေးတွေဖြစ်ပေါ်တတ်ပါတယ်ဒါတွေကတော့အခြေခံတွေဖြစ်ပါတယ်ကဲအခြေခံတွေတော့ပြီးသွားပြီအဲ့တော့ ကျမ်းမာရေးကံအဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဒေနသာသမီများအနေနဲ့ကတော့အယိုးအဆင်းနဲ့ပတ်သက်တာတွေအာရုံကြောင်းနဲ့ပတ်သက်တာမျိုးလေးတွေပြီးတော့ဒီပေါ့နော်ရေလန်းကြီးသွားတာမျိုးလေးတွေမှာပေါ့နော်မတော်တဆတိကက်တန်ရရတာမျိုးလေးတွေအဲ့တော့ရေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျမ်းမာရေးချူချတာမျိုးလေးတွေအဲ့တော့အသက်အနေနဲ့အဲနည်းနည်းလေးနည်းနည်းထိခိုက်မှုလေးတွေဖြစ်ပေါ်တတ်တယ်ဗျာအဲ့တော့အဆက်ဆက်အရာရာသတိထားပြရမယ်အတက်နိုင်ဆုံးရေလန်းခီးမျိုးလေးတွေအပျော်ခီးမျိုးလေးတွေဆိုတော့ဒီကာလာထဲမှာလုံးဝလုံးဝမသွားသင့်တဲ့ကာလာတစ်ခုလို့တော့ပြောလို့ရတယ်ပေါ့နော်ဒါတွေကတော့ကျမ်းမာရေးကန်တရာလေးဖြစ်ပါတယ် ကဲကန်ဒရာလေးပြောပြီးတဲ့နောက်မှာတော့ပြုလို့ရမယ့်ယရိယာလေးပေါ့နော်အဲ့တော့ဓမ္မသာသမီများအနေနဲ့ကတော့ပြုလို့ပြရမယ့်ယရိယာလေးအနေနဲ့ကကြတော့အိမ်ဖျားဒါမှမဟုတ်နီးစက်ရဖျားလေးမှာလိန်မော်သီးရရင်လိန်မော်သီးရတယ်လိန်မော်သီးမရဘူးဆိုရင်လိန်မော်ရီလေးတစ်ခွက်လှူဒန်းပြီးတော့ကိုယ့်ရဲ့ကန်ဒရာလေးတွေကန်ညာလေးတွေပျောက်ကင်းသက်သာအောင်ဆူတောင်းပေးလိုက်ပါဒါဆိုတော့ကန်ညာလေးတွေပျောက်ကင်းသွားပြီးတော့ကောင်းမွန်တဲ့ကန်ဒရာလေးတွေကမိမိထံကိုရောက်ရှိလာမှာဖြစ်ပါတယ်ကဲအင်္ဂါသာသမီတွေရဲ့လုပ်ငန်းဒါက ငွေကြေးဒါကလူမှုရေးအခြေရေးကဲကျမ်းမာရေးကဲအင်္ဂါသာသမီးတွေရဲ့ကံတရာလေးကိုကြည်ပါမယ်ကဲပထမဆုံးအကြတော့လုပ်ငန်းကံအဲ့တော့လုပ်ငန်းကံနဲ့ပတ်သက်ရင်တော့လောလောဆယ်မှာတော့လုပ်ငန်းအခွင့်အလမ်းကောင်းတွေကမိမိစီကိုရောက်ရှိလာတတ်ပါတယ်အဲ့တော့တစ်ခုမကနှစ်ခုပေါ့နော်အဆက်အသွယ်ကောင်းတွေတစ်ခုပြီးတစ်ခုဆိုဆိုပေါ်လာလိမ့်မယ်အဲ့တော့အခွင့်အလမ်းတွေထဲမှာမှ ကိုအကြိုက်နှစ်သက်ဆုံးအရာကိုကျွမ်းကျင်တဲ့အရာတစ်ခုကိုကိုကအအချင်းတို့တွင်းမှာပေါ့နော်တေချာစဉ်းစားပြီးတော့ဆုံးဖြတ်ပြီးတော့ပေါ့နော်ရွေးချယ်တတ်ဖို့လိုအပ်ပါလိမ့်မယ်အဲ့တော့ကန်စရာကောင်းခြင်းတွေကမိမိတန်ကိုရောက်ရှိလာပြီးအဲ့တော့ကိုအနေနဲ့ကလည်းပိုကောင်းတဲ့ကန်စရာတွေရရှိဖို့အတွက်ကိုအနေနဲ့စွန့်စားရတာမျိုးလေးတွေရွေးချယ်ရတာမျိုးလေးတွေဆုံးဖြတ်ရတာမျိုးလေးတွေလည်းမကြခဏဖြစ်နေတတ်တယ်အဲ့တော့အကောင်းမှုဆုံးနဲ့အချင်းတို့တွင်းမှာအမှန်ကန်ဆုံးဆုံးဖြတ်ချက်တစ်ခုကိုချမှတ်နိုင်ဖို့ကောင်းတဲ့ကာလတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့လုပ်ငန်းကန်တွေကတော်တော်လေးကိုကောင်းမွန်နေပါတယ်ဗျ ကဲလုပ်ငန်းကံပြီးသွားတဲ့နောက်မှာတော့ငွေကြေးကံအဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်တော့လောလောဆယ်မှာတော့ငွေကတစ်ဖက်ကတော့ဝင်နေပါမယ်ဒါပေမဲ့တန်တစ်ဖက်ကပြန်ထွက်နေတတ်ပါတယ်တန်တဘက်ကပြန်ထွက်နေရဆိုတာကကိုယ့်ရဲ့ဒီကိုကိုယ်တိုင်เจ้าမဟုတ်ပဲနဲ့ပေါ့နော်အဲကိုနဲ့ပတ်သက်တဲ့လူတွေကိုချစ်တဲ့လူတွေကိုယ့်ရဲ့ဒီပေါ့နော်မိသားစုဝင်လိုဟာမျိုးအပေါင်းအသင်းလိုဟာမျိုးတွေကြောင့်ငွေကုန်ကြီးကြလေတွေများပြီးတော့ငွေထွက်စရာကိစ္စလေးတွေများနေတတ်ပါတယ်ဒါတွေကတော့ငွေကြီးကံတွေဖြစ်ပါတယ် ကဲလူမွေးကန်အဲ့တော့လူမွေးကန်နဲ့ပတ်သက်ပြောမယ်ဆိုတော့လောလောဆယ်မှာကအဲပတ်ဝန်းကျင်ထဲမှာကိုယ့်ရဲ့လုပ်ငန်းခွင်တွေမှာကိုယ့်ရဲ့ပေါ့နော်ကူညီတတ်တဲ့အရာမျိုးလေးတွေကိုယ့်ရဲ့မနေတတ်ဘဲနဲ့ပေါ့နော်အရာရာအဲလိုက်ပြီးတော့ကူညီပေးတတ်တဲ့အရာမျိုးလေးတွေကြောင့်ပေါ့နော်မျက်နှာပွင့်လန်းတာမျိုးလေးတွေလူကြီးလူကင်ပေါ်များနေတာမျိုးလေးတွေလူမွေးနဲ့ပတ်သက်ပြီးတော့ကောင်းသတင်းကြားရတာမျိုးလေးတွေကြုံရတတ်ပါတယ်ဒါလိကတော့လူမွေးကန်လေးဖြစ်ပါတယ်ကဲအခြေအကံကိုရောက်ရှိလာပြီ အင်္ဂါသားသမီးများနေတဲ့ကတော့အခြေအနေပတ်တိုင်တော့လောလောဆယ်မှာတော့အရင်ကပေါ့နော် balance တစ်ခုဖြစ်နေတယ်ပေါ့နော် balance တစ်ခုဖြစ်တယ်ဆိုတော့ကအဲသူ့ဘက်ကအဆင်မပြေမှုလေးတွေကကိုယ့်ဘက်ကအဆင်မပြေမှုလေးတွေကိုညှိနှိုင်းပြီးတော့ပေါ့နော်နှစ်ယောက်သားအဆင်ပြေအောင်ပေါ့နော်ဟိုဟိုဘက်ကဒီဘက်ကအပေးယူများများနဲ့ဖြစ်အောင်ကြိုးစားပြီးတော့ အချိန်ပေးနေရတဲ့ကာလတခုလို့တော့ပြောမယ်ဆိုရင်တော့ပို့ပြီးတော့မှန်ကန်လိမ့်မယ်အဲ့တော့ကိုယ်အနေနဲ့ကလည်းအဆင်မပြေမှုတွေဈာကနေအရင်ပေါ့နော်ဒီကိုချစ်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့ညှိနှိုင်းမှုတွေပြုလုပ်ပြီးတော့ပဲအဆက်ဆက်ရအဆင်ပြေအောင်ရုန်းကန်နေရမယ်ကာလတခုလေးလည်းဖြစ်ကြပေါ့နော်အဲ့တော့ညှိနှိုင်းပြီးပါအချိန်ပြီးပါပူမိုကောင်းပေါ်နဲ့အဖြေမျိုးလေးတွေပူမိုကောင်းပေါ်နဲ့ရလဒ်မျိုးလေးတွေရရှိလာမှဖြစ်ပါတယ်ဒါလေးကတော့အခြေခံဖြစ်ပါတယ်ကဲနောက်တစ်ခု နောက်တစ်ခုကကြတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကကြောကိုယ့်ရဲ့ပေါ့နော်ကျမ်းမာရေးကန်စတာအနေနဲ့ကတော့ဦးကောင်းတဲ့ပတ်သက်တာတွေအအောင်ကျော်တဲ့ပတ်သက်တာမျိုးလေးတွေခားမြက်ခားနာတာမျိုးလေးတွေခက်ခိုက်ခားနာတာမျိုးလေးတွေဖြစ်ပေါ်တတ်ပါတယ်ဒါလေးကတော့ကျမ်းမာရေးကန်လေးဖြစ်ပါတယ်အဲ့တော့ ကန္တရာလေးပြောပြီးတဲ့နောက်မှာတော့ပြုတ်လုပေးရမယ့်ရေတရားလေးကိုပြောပြဖြစ်ပါတယ်အဲ့တော့ပြုတ်လုပေးရမယ့်ရေတရားလေးအနေနဲ့ကကြတော့မိမိရဲ့အိမ်ဖျားဒါမှမဟုတ်နီးစက်ရဖျားလေးမှာကိုကဘာလေးလှူဒန်းပေးရမလဲဆိုတော့တရရသီးရရင်ရတရရသီးမရရင်သီးသီးပေါ့နော်အဲ့တော့သီးသီးလေးလှူဒန်းပြီးတော့စူတောင်းပေးပါအိမ်ဖျားမှာဖြစ်ဖြစ်နီးစက်ရဖျားမှာဖြစ်ဖြစ်လှူဒန်းပေးပါအဲ့တော့အဲ့လိုလေလူရန်ချင်းမြေကိုယ့်ရဲ့ကံစရာလေးတွေကပိုမိုကောင်းမွန်တဲ့ကောင်းမွန်လာပြီးတော့ကံညက်တွေလည်းပျော်ကင်းသက်သာသွားမှာဖြစ်ပါတယ်။ကဲအင်္ဂါရီပြီးသွားပါပြီ။ ဘုံတပိုးတွေအလဲကြယူပါနော်ကဲလုပ်ငန်းငွေကြေးဒါကလူမှုရေးအခြေရေးဒါကကျန်းမာရေးကဲဗုဒ္ဓဘုရားသမီးတွေကတော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဘာတွေထူးခြားလာမလဲပထမဆုံးကြည့်လိုက်အောင်ကဲလုပ်ငန်းနဲ့ပတ်သက်ရင်တော့လောလောဆယ်မှာတော့ပြိုင်ဘက်တွေကြားမှာကိုကကြိုးစားရုန်းကန်နေရတယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကို ပြောပြပြင်လိုက်တဲ့အရာတခုကိုတင်ပြလိုက်တဲ့အရာတခုကိုပြုတ်လုတ်လိုက်တဲ့အရာတခုကစင်းလုံးကြောကောင်းမှုမှုတွေနဲနေတယ်အဲ့တော့အပြက်တွေများပြီးတော့ပေါ့နော်ဟိုအမြိုင်းတိုတင်ပြင်မှုတွေဘယ်လောက်ကြီးပဲလှုပ်တာလှုပ်တာ အနာနီးမှပေါ့နော်ဟိုအားနည်းမှုလေးတွေဖြစ်သွားတာမျိုးတို့အဲတခုတစုံတစ်ခုပေါ့နော်ချုပ်ရင်းချက်လေးတွေဖြစ်သွားတာမျိုးလေးတွေအဲ့လိုမျိုးလေးတွေအကြောင်းပေါ့နော်ညနာကောင်းမရတာမျိုးလေးတွေစိတ်တိုင်းမကျဖြစ်ရတာမျိုးလေးတွေဘဝင်မကျဖြစ်နေတာမျိုးလေးတွေလက်တလုံးမှာဖြစ်နေတတ်ပါတယ်ဒါလေးကတော့ဒီဗုဒ္ဓဘူးသားသမီးတွေရဲ့ပေါ့နော်လုပ်ငန်းကံပေါ့အဲ့တော့လုပ်ငန်းကံနဲ့ပတ်သက်ရင်ပိုကောင်းတဲ့ကောင်းကျင်တယ်ဆိုတော့ပိုပြီးအချိန်ပိုပေးပြီးပိုပြီးတော့ခရူးဆိုင်ပြီးစနစ်တကျပိုပြီးလှုပ်ပေးပေါ့နော်အဲ့တော့ကိုကိုတိုင်းကလုံနေရသားနဲ့ပေါ့နော်အမားမားယွင်းဖြစ်တာမျိုးလေးတွေအာအနာနီးမှပေါ့နော်အဲ့တော့ အနှဲငယ်ချိုရင်းချက်လေးဖြစ်သွားတာမျိုးလေးတွေစိတ်တမ်းမကျဖြစ်သွားတာမျိုးလေးတွေဖြစ်ပေါ်လာပါတယ်ဒါတွေကတော့လုပ်ငန်းကံတွေဖြစ်ပါတယ်ကဲနောက်တစ်ခုနောက်တစ်ခုကတော့ငွေကြေးကံအဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်တော့ငွေကြေးမှာနှစ်ပတ်နှစ်လန်းကငွေကုန်ကြေးကြလေးတွေများနေမယ်ကာလတစ်ခုဖြစ်ပါတယ်အဲ့တော့ငွေကုန်ကြေးကြလေးတွေများမယ်ဆိုတာကအဲတစ်ဖက်ကဝင်တယ်တစ်ဖက်ကပြန်ထွက်တာမျိုးမဟုတ်ဘဲနဲ့နှစ်ဖက်လုံးကနေငွေအထွက်တွေများနေမယ်ဝင်အဝင်ကတော်တော်လေးကိုနည်းနေတယ်အဲအဲ့တော့ အဝင်နှဲတာတန်းနဲ့မြတ်ကိုပမာငွေကြေးအခက်ခဲတွေတုံနေရတာမျိုးငွေကြေးဝင်နေပြီနေတဲ့တာမျိုးလေးတွေအဲ့တော့ကိုကဖြစ်ကျင်တဲ့အရာတွေကိုရအောင်လုပ်ဖို့အတွက်ငွေကြေးမတက်နေတာမျိုးလေးတွေအခက်ခဲကြုံနေတဲ့တာမျိုးလေးတွေဖြစ်ပေါ်နေတတ်ပါတယ်ဒါလေးကတော့ဗုဒ္ဓဘုရားသမီးတွေရဲ့ငွေကြေးကံစရာလေးဖြစ်ပါတယ်ကဲလူမွေရေးပိုင်းကိုကြည့်မယ်ပေါ့နော်အဲ့တော့ လူမွေးပိုင်းနဲ့ပတ်သက်ရင်တော့ကိုယ့်ရဲ့ဇွဲလုံးရာဝရိယနဲ့အားစိတ်ထုတ်ပြီးလှုပ်တဲ့အရာတွေကဟိုရလက်ကောင်းနေရတာမျိုးလေးတွေအများလေမှာပေါ့နော်မျက်နှာပွင့်လန်းတာမျိုးလေးတွေအဲ့တော့ဟိုဘလောက်ကြီးပဲပေါ့နော်ဟိုအများတွေနဲ့အကုန်လုံးလူတွေနဲ့စန့်ကျင်ဘက်ပြုတ်လုလိုက်တဲ့အရာတခုဒိုးစားပြီးတော့ပေါ့နော်ဒီအကန်းဆုံးလိုက်တဲ့အရာတခုစန့်ကျင်ပြီးလှုပ်လိုက်တဲ့အရာတခုကအချိန်တခုမှာကောင်းမွန်တဲ့အရာမျိုးလေးတွေကောင်းမွန်တဲ့ရလက်မျိုးလေးတွေ ရရှိပြီးတော့ဗောနော်ကိုကိုပုံမကောင်းမွန်တယ်ဗောနော်ဒီမျော်လင့်ချက်တွေရလာလိမ့်မယ်ပြီးတော့အများကလည်းကိုကိုဝိုင်းပြီးတော့ဟိုရလက်ကောင်းတွေဖန်နည်းနေတဲ့အတွက်ကွာသတင်းကောင်းတွေကြားတာမျိုးလေးတွေနာမည်ကောင်းရလာတာမျိုးလေးတွေကြုံကြုံရတဲ့အဲ့တော့ကိုရဲ့ယုံကြည်မှုကြောင့်ဗောနော်ပြုလုပ်လိုက်တဲ့အရာတစ်ခုရဲ့ကောင်းတဲ့ဒီအခွင့်အလမ်းကောင်းလေးတွေအကျိုးစီးပွားလေးတွေကိုရရှိနိုင်မဲ့ကာလတစ်ခုဖြစ်ပါတယ်။ကဲနောက်တစ်ခုနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ အခြေအေးပေါ့အခြေအနေပတ်သက်ရင်တော့အခြေအသူတွေနဲ့ခီးသွားတာမျိုးလေးတွေခီးကိစ္စတွေကိုအကောင့်တွေပေါ်နေရတာမျိုးလေးတွေအဲအကောင့်တွေပေါ်တဲ့ကိစ္စတွေကလည်းအအစင်ပြေပြီးတော့နော်ပျော်ပျော်ရွှင်ရွှင်သွားလာနေရမယ်ခီးတခုလေးတွေလည်းဖြစ်မယ်ပေါ့နော်အဲ့တော့ခီးကန်လေးတွေကောင်းမွန်နေတတ်ပါတယ်ခီးမှာအမတ်တရကောင်းလေးတွေပျော်ရွှင်ကြကောင်းတဲ့အခိုက်အတန့်မျိုးလေးတွေကိုရရှိပန်းဆိုင်နေရမယ်ကာလာတခုလို့တော့ဂျင်းစီပေါ်ပြောလို့ရတယ်ပေါ့နော်ဒါကတော့အခြေအကန်လေးဖြစ်ပါတယ်ကဲအခြေအကန်ပြီးသွားတဲ့နောက်မှာတော့ ကျမ်းမာရေးကန်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဗောဓဘူသားသမီးများအနေနဲ့ကတော့လေနာယောဂါတွေလေထိုးလေနာမျိုးလေးတွေပြီးတော့အစာအိမ်နဲ့ပတ်သက်တာမျိုးလေးတွေဝမ်းပိုက်နဲ့ပတ်သက်တာမျိုးလေးတွေပြီးတော့နောက်တစ်ခုသတိထားပြရမှာသွေးနဲ့ပတ်သက်ပြီးသတိထားပြရမယ်သွေးပေါင်အတက်ကြမမှန်တာမျိုးလေးတွေသွေးသားမမှန်တာမျိုးလေးတွေအလတ်ကျစ်ဖြစ်တာမျိုးလေးတွေအဲ့တော့ဓာတ်မတည့်တာမျိုးလေးတွေကြောင်းစိတ်ယုံစိတ်ကန်ရေရှည်တက်ရတဲ့အတီးဖြစ်သွားတတ်ပါတယ်အဲ့တော့ကျမ်းမာရေးမှာတော်တော်လေးကိုသတိထားပြီးတော့ဂရုစိုက်နေတဲ့ဂျားကနေစိတ်ယုံစိတ်ကန်နေသွားနေရတတ်ပါတယ်ဒါကတော့ကျမ်းမာရေးကန်နေဖြစ်ပါတယ် ကဲကျမ်းမာရေးကံတွေပြောပြီးွားရီကန်စရာလေးတွေပြောပြီးတဲ့နောက်မှာတော့ဗုဒ္ဓဘုရားသမီးများအနေနဲ့ကတော့တပတ်တာကန်စရာအញ្ញံလေးတွေပျောက်ကင်းသွားပြီးကောင်းမွန်တဲ့ကန်စရာလေးရရှိဖို့အတွက်ဆိုတော့ကိုယ့်ရဲ့အိမ်ဖျားနီးစပ်ရာဖျားလေးမှာကိုကဒီခရီးပန်းပေါ့နော်ခရီးပန်းလေးရှိကုန်းထူတန်းပြီးတော့ကိုယ့်ရဲ့အញ្ញံတွေပျောက်ကင်းသွားအောင်ဆူတောင်းပေးလိုက်ပါနော်ကဲအခုတစ်ခေါက်ကကြတော့တာတာရိသသမီးတွေရဲ့တပတ်တာကန်စရာလေးဖြစ်ပါတယ်ကေဂျာဒါရီသမီးတွေရဲ့တပတ်တာကင်ဆာ လုပ်ငန်းငွေကြေးလူမှုရေးအခြေရေးကျန်းမာရေးကဲဂျာတာရီသမီးရဲ့လုပ်ငန်းကံတွေကိုကြည့်မယ်အဲ့တော့ဂျာတာရီသမီးရဲ့လုပ်ငန်းကံကရောဘာတွေထူးခြားလာမလဲ ဲ့တော့လုပ်ငန်းနဲ့ပတ်သက်ရင်တော့လောလောဆယ်မှာတော့လုပ်ငန်းနှစ်ခုကိုတစ်ပိုင်းနဲ့ပြုလုပ်နေရတဲ့တဲ့အဲ့လုပ်ငန်းနှစ်ခုမှာလည်းစိတ်ပင်မလူပင်မဖြစ်နေရအဓိကတော့အချိန်ကိုခွဲဝေပြီးတော့ပေါ့နော်မြတ်မြတ်တတအလေးနဲ့လောက်ကင်တက်ဖို့အတွက်ကြိုးစားနေရတဲ့တဲ့အဲ့တော့အဲဒီဘက်ကလည်းလုပ်ငန်းကအရေးကြီးတယ်ဒီဘက်ကလည်းကိုယ့်အတွက်အဲပုံမှန်တစ်ခုအနေနဲ့လက်ပတ်နေတဲ့လုပ်ငန်းမျိုးလေးဖြစ်နေမှာပေါ့နော်အဲ့တော့လုပ်ငန်းတစ်ခုကြာမှာကိုကဗျာများနေတဲ့တာမျိုးအချိန်မပေးနိုင်တဲ့တာမျိုးတချို့တချို့ຢာလေးတွေမှာကွာနှောင့်နှေးမှုတွေဖြစ်သွားတာမျိုးလေးတွေ ကျုံနေရတတ်ပါတယ်ဒါလေးကတော့လုပ်ငန်းကံနဲ့ဖြစ်ပါတယ်အဲ့တော့လုပ်ငန်းကံမှာတော့ကိုကိုတိုင်ကတေချာလေးအချင်းကိုခွဲဝေပြီးတော့နော်စူးစမ်းပြီးတော့လုပ်တတ်ဖို့လိုရလိမ့်မယ်အဲ့တော့ရလက်ကောင်းတွေကရလိုက်မယ်လောလောဆယ်မှာတော့အချင်းကုန်လူပွင့်မှန်းဖြစ်နေတတ်တယ်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးချူချာနေတတ်တာမျိုးလေးတွေအချင်းမမှန်တာမျိုးလေးတွေကြောင်းပေါ့နော်အရာဟိုတချို့ နောက်ကြတာမျိုးလေးတွေဖြစ်တတ်ပါတယ်အဲ့တော့လုပ်ငန်းနဲ့ပတ်သက်ပြီးနောက်ကြတာမျိုးလေးတွေဖြစ်ဖြစ်အဲကိုနဲ့ပြီးပေါ့နော်ကိုလူမွေးပိုင်းမှာနည်းနည်းလေး cancel ဖြစ်သွားတာမျိုးလေးတွေအဆင်မပြေမှုလေးတွေခရောက်ကစားဖြစ်စရာလေးတွေတုံ့နှိနေရတတ်ပါတယ်ဒါတွေကလုပ်ငန်းကံတွေဖြစ်ပါတယ်နော်ကဲငွေကြေးကံကဲငွေကြေးကံနဲ့ပတ်သက်ရင်တော့ငွေကြေးပိုင်းဆိုင်ရာမှာ ငွေရပေါ့ရလန်းလေးတွေရလာမယ်အထူးသဖြင့်တော့လုံကားရောက်ရတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ပေါ့နော်ကုညီလိုက်တဲ့အရာတွေကြောင့်ကျေစုတုံ့ပြန်တာမျိုးလေးတွေဖြစ်ဖြစ်ကိုယ့်ရဲ့ကံစရာကပေးတဲ့ကံစမ်းမဲ့ကံတို့အဲထီကံတို့ငွေကံတို့အဲ့လိုမျိုးလေးတွေရောင်းငွေကြီးဝင်လာတာမျိုးလေးတွေရလာဖို့ရှိပါတယ်အထူးသဖြင့်တော့အမျိုးသမီးတဦးနဲ့ဆက်တူထိုးတဲ့ထီလေးတွေကပိုပြီးကံစရာကောင်းတာမျိုးလေးတွေကြုံလာရဖို့ရှိပါတယ်ဒါလေးကတော့ငွေကြီးကံလေးဖြစ်ပါတယ်ကဲလူမွေး လူမွေးနဲ့ပတ်သက်ရင်တော့တော်တော်လေးကိုပေါ့နော်ဘလောက်ကြီးပဲအကောင်လုံးလို့အကောင်မြင်မခံရတာမျိုးပဲဖြစ်ဖြစ်အစိုးမြင်ခံနေရတဲ့ကာလတစ်ခုကိုရောက်ရှိနေလိမ့်မယ်အဲ့တော့ ။ဘာပဲလုပ်လို့အမြင်မကြည်တာမျိုးလေးတွေအကောင်းပြောမခံရတာမျိုးလေးတွေအစိုးဝဲမြင်ခံနေရတဲ့ကာလတစ်ခုကိုရရှိနေတာဖြစ်တဲ့အတွက်ကိုကိုတိုင်ကလည်းအတက်နိုင်ဆုံးပေါ့နော်။ကိုစိတ်ချယုံကြည်ရတဲ့လူတွေတွေအဲကိုရဲ့အာမခံချက်ပေးနိုင်တဲ့အဲလူမျိုးလေးတွေကိုယုံကြည်ရတဲ့လူတွေနဲ့အတူတူပေါ့နော်သွားတာလာတာအဲအလုပ်လုပ်တဲ့ဆိုရင်လည်းကိုကကိုတယောက်တည်းမလုပ်ဘဲနဲ့ကိုတယောက်တည်းပဲဟိုမသိမ်းထားပဲနဲ့ကိုတယောက်တည်းပဲနဲ့ဟိုမဆုံးဖြတ်ပဲနဲ့ပေါ့နော်တရားရောက်တဲ့အချိန် ိုယုံကြည်ရတဲ့လူတွေနဲ့တိုင်ပင်ပြီးသူတို့ကိုဆွေးနွေးပြီးသူတို့ကိုအတိပေးတာမျိုးဖြစ်ဖြစ်အဲ့လိုမျိုးလုပ်ပေးပါအဲ့ဒါကြမှာပဲကိုတို့အပို့ပြီးတော့အမားယွင်းတွေရောပါပြီးတော့အကန့်ညက်နေလဲဖြစ်နေတဲ့လောက်မဖြစ်ဘူးပေါ့နော်အဲ့တော့ဒါလေးကတော့ကန်စရာလေးဖြစ်ပါတယ်ကျနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့အခြေအဲ့တော့အခြေအနေနဲ့ပတ်သက်ရင်တော့ဒီကန်စရာလေးကတော့အခြေအနေနဲ့ပတ်သက်ရင်တော့တော်တော်လေးကိုစမ်းပွင့်နေတယ်ကိုကိုတိုင်ကအများအလယ်မှာ highlight ဖြစ်နေမှာပေါ့နော်အဲ့တော့ အကျန်းကြီးကိုကိုကိုတိုင်းကလောလောဆယ်မှာလူချင်းလူကင်ပေါ်ပေါ်များနေတတ်တယ်အဲကိုရဲ့လောက်ရီကိုင်ရီကိုသဘောကျနေတဲ့လူကလည်းတရားမကနှစ်ယောက်ရှိတတ်တယ်ကိုကိုအမျိုးမျိုးနဲ့နီမျိုးစုံနဲ့ချင်းကပ်ပြီးတော့ဗောနော်ချစ်ကွင်ပန်နာမျိုးပဲဖြစ်ဖြစ်ဒီစကားပြောခံရတာမျိုးပဲဖြစ်ဖြစ်ကိုရဲ့ဗောနော်ဒီအနာကိုကို့အနီးနားကိုဗောချင်းကပ်မဲ့လူမျိုးတွေကအမျိုးမျိုးနီမျိုးစုံနဲ့ရောက်ရှိလာတတ်တယ်နော်လောလောဆယ်မှာကိုအတွက်ကအခြေအနေနဲ့ပတ်သက်ပြီးတော့ခေါင်းခေါက်ရွေးပြီးတော့ဗောနော်ကိုရဲ့ အန်ဝင်ဝင်ကြဖြစ်မဲ့လူတယောက်ကိုရွေးချယ်ဖို့ကောင်းတဲ့ကာလတစ်ခုဖြစ်လိမ့်မယ်။အခြေအကတော့တော်တော်လေးကိုကောင်းနေတတ်ပါတယ်။အခြေအကံကောင်းနေမယ်စစ်သူကြီးစားတွေရလာမျိုးလေးတွေစစ်သူမရှိတဲ့လူကလည်းစစ်သူအသေးရတာမျိုးလေးတွေကြုံလာရဖို့ရှိပါတယ်။ကဲနောက်တစ်ခုကဲအခြေအကကောင်းသလောက်ကျမ်းမာရေးမှာတော်တော်လေးခြူချနေပါတယ်။အဲ့တော့ကျမ်းမာရေးမှာဘယ်လိုခြူချနေလဲလို့ဆိုတော့ ကိုယ့်ရဲ့အစာမစီးမတာမျိုးလေးတွေအခက်မသိလို့ရေကျိုးမတာရေကျိုးကြတာမျိုးတွေကြောင့်ဆေးရုံစိကံရောက်ရတာမျိုးပဲဖြစ်ဖြစ်ရက်ရှည်ဖျားနာတာမျိုးလေးတွေဖြစ်ဖြစ်ပြုလုပ်တာဖြစ်ပေါ်နေတတ်ပါတယ်ဒါလေးကတော့ကျန်းမာရေးကံဖြစ်ပါတယ်အဲ့တော့ကျန်းမာရေးကံလေးကျူကြနေတယ်ကံအညာလေးတွေရှိတယ်အဲ့တော့ကံအညာလေးတွေပျောက်ကင်းသက်သာသွားပြီးတော့ကောင်းမွန်တဲ့ကင်ဆာလေးရရှိဖို့အတွက်ဆိုတော့နီးစက်ရဘုရားဒါမှမဟုတ်ရင်ကိုယ့်ရဲ့အိမ်ဖျားလေးမှာဇာတာရိသသမီးများအနေနဲ့ကကြတော့ဒံပေါက်စုံလေးတစ်ပွဲလူတန်းပြီးတော့ကိုယ့်ရဲ့ကံအညာလေးတွေပျောက်ကင်းသက်သာသွားအောင်ဆူတောင်းပေးလိုက်ပါနော် ကဲဂျာတာရိသသမီးတော့ပြီးသွားပြီတောက်ကြရီလည်းကိုရောက်ပြီကဲတောက်ကြရီရဲ့ကင်ဆာလေးကိုကြည့်ပါမယ်လုံငယ်ငွေကြီးဒါကလုံမှုရေအခြေရေဒါကတော့ကျန်းမာရေကဲလုပ်ငန်းကံလေးကြည့်မယ်ပေါ့နော်တောက်ကြရီရဲ့လုပ်ငန်းကံ ကဲလုပ်ငန်းနဲ့ပတ်သက်ရင်တော့နှောင်နှေးကြညာတဲ့အရာမျိုးလေးတွေကအထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီမှုနဲ့အဆက်ဆက်ရာအစီအပြေလာလိမ့်မယ်အခက်အခဲအနောက်ရှက်လေးတွေကြားမှာကိုကအဲလက်ရှိမှာပေါ့နော်နည်းနည်းလေးရုန်းကန်နေရတာမျိုးစူးစမ်းနေရတာမျိုးအဲခက်ခဲနေတဲ့ကာလတခုကိုရောက်ရှိနေတဲ့တာမျိုးလေးကြုံရတတ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်ရင်တော့မကြခင်မှာတော့ပြန်လည်ကောင်းလာမယ်လောလောဆယ်ကိုယ့်အတွက်ပေါ့နော်အဲစူးစမ်းရုန်းကန်ပြီးတော့ဖြတ်တန်းနေရတဲ့ကာလတခုကိုရင်ဆိုင်နေရတတ်တယ်ပေါ့နော်ဒါလေးကတော့လုပ်ငန်းကန်လေးဖြစ်ပါတယ်ကဲငွေကြေးကန် အဲ့တော့ငွေကြေးကနေပတ်တိုင်တော့လောလောဆယ်မှာတော့ငွေကြေးကတော့ရားပေါက်ရလနေတဲ့ကုန်စရာလေးတွေကတန်းစီပြီးတော့များပြားနေတဲ့တဲ့အဲငွေဝင်ပြီးတော့ကျွေးတင်နေတဲ့ကိစ္စလေးတွေလည်းဖြစ်ပေါ်နေတတ်တယ်ပေါ့နော်အဲ့တော့ဒါမဲ့စိတ်မပူနဲ့ကြီးကဲသူတွေမှာမှအမျိုးသမီးတဦးရဲ့အကူအညီနဲ့လုပ်ငန်းကိစ္စလေးတွေငွေကြေးကိစ္စလေးတွေမှာအခက်အခဲလေးတွေပြေလျော်သွားလိမ့်မယ်အဆက်ဆက်ရအဆင်ပြေလာလိမ့်မယ်ပို့ပြီးတော့ကောင်းမွန်တဲ့အခွင့်အလမ်းကောင်းလေးတွေရရှိလာလိမ့်မယ်နော်အဲ့တော့စိတ်ပူနေတဲ့အရာလေးတွေကတော့ကိုကိုယ်တိုင်လည်းဖြည့်ရှင်းနေလိမ့်မယ်တချို့အရာလေးတွေကိုလည်းဖြည့်ရှင်းပေးမဲ့လူမျိုး းလေးတွေဒါမှမဟုတ်ရေအဲဒီအကူအညီကောင်းလေးတွေရရှိလာမယ်ဆိုတော့ကန်နမိတ်တဲမှာရရှိနေတယ်ပေါ့နော်ကဲနောက်တစ်ခုနောက်တစ်ခုကကြတော့လူငွေကန် ကယ်လမွေးပိုင်းနဲ့ပတ်သက်ပြီးတော့နိုင်ငံသားလူမျိုးကြားဒါမှမဟုတ်အမျိုးသားတအုပ်ရဲ့အကူအညီနဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်လူမျိုးရေးနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်ကောင်းသတင်းတွေကြားရတာမျိုးလေးတွေကြုံလာဖို့ရှိပါတယ်အဲ့တော့လူမျိုးကြားဘာသာကြားတွေနဲ့လောက်ကရတဲ့လုပ်ငန်းမျိုးဖြစ်ဖြစ်လူမျိုးကြားဘာသာကြားတွေကိုယ်ပိုင်ဝန်ကြီးမှာရှိရဆိုရင်သူတို့ရဲ့ဒီညွန်ပြမှုကြောင့်အကြံဉာဏ်ကောင်းပေးမှုကြောင့်အဆက်ဆက်ရအစဉ်ပြေချောင်းမွေလာတာမျိုးလေးတွေကြုံလာရတတ်ပါတယ်အဲ့တော့လူမျိုးရေးနဲ့ပတ်သက်ရင်တော့လူမျိုးရေးကန်စလာလေးကလည်းအသင်းတင်းတဲ့ပုံမှုကောင်းမွန်တဲ့ကာလတစ်ခုကိုရောက်ရှိနေတယ်ပေါ့နော် ကဲအခြေပိုင်းကဲအခြေအနေပတ်တိုင်းတော့လောလောဆယ်မှာတော့အခြေကတော့ဟိုကောင်းမွန်တယ်လို့ပြောလို့ရတယ်ပေါ့နော်ကိုယ့်အတွက်အစဉ်ပြေမဲ့အဝင်ဝင်ကြဖြစ်မဲ့အခြေအမျိုးလေးတွေကိုကိုက မကြခင်ရရှိလာနိုင်မယ်အဲ့တော့ ကိုယ့်အတွက်လက်ရှိမှာအခြေအနေမှာလည်းနည်းနည်းညှိနှိုင်းမှုလေးတွေကအဲကိုလိုချင်တဲ့အရာမျိုးလေးတွေကိုလိုချင်တဲ့ဒီပေါ့နော်ဒီရွေးချယ်မှုမျိုးလေးညှိနှိုင်းမှုလေးတွေကအထမြောက်လာတာမျိုးပဲဖြစ်ဖြစ်အဲ့တော့အပြောဆိုနဲ့ပတ်သက်ပြီးတော့လောလောဆယ်မှာကိုလိုချင်တဲ့ပုံစံအတိုင်းအဲပြောပြတာမျိုးဖြစ်ဖြစ်အဲကိုယ့်အတွက်ညှိနှိုင်းမယ်ဆိုလည်းညှိနှိုင်းလို့ကြီးကောင်းတဲ့ကာလတစ်ခုအဲအချိန်ပေးပြီးတော့ပေါ့နော်ကိုကိုယ့်အတွက်ပေါ့နော်အဆင်ပြေမဲ့လူမျိုးကိုရွေးချယ်လို့ကောင်းတဲ့ကာလတစ်ခုကိုလည်းရောက်ရှိနေတယ်ပေါ့နော်ဒါလေးကတော့အခြေခံလေးဖြစ်ပါတယ် ကဲအစီပြီးသွားတဲ့နောက်မှာတော့ကျမ်းမာရေးပိုင်းအဲ့တော့ကျမ်းမာရေးပိုင်းနဲ့ပတ်သက်ရင်တော့ခြေထောက်နဲ့ပတ်သက်တာမျိုးလေးအဆင်းမြင့်နဲ့ပတ်သက်တာမျိုးလေးတွေပြီးတော့ဘိုင်းအောင်ဘိုင်းနာတာမျိုးလေးတွေဒီကာလာထဲမှာအဖြစ်များနေတတ်ပါတယ်အဲ့တော့ကျမ်းမာရေးလေးကတော့အရင်စိုးစိုးဝါတော့မဟုတ်ဘူးအဲ့တော့ပေါ့ပေါ့ပပလေးတွေကနေနည်းနည်းလေးစေးုံစည်းကမ်းလေးသွားတာမျိုးစိတ်တုစိတ်ကြောက်ပြုတ်လို့ရတာမျိုးစီးလင်းရတာမျိုးလေးတွေဖြစ်ပေါ်တတ်ပါတယ်ဒါတွေကတော့ကျမ်းမာရေးကံတွေဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးကံလေးလည်းပြီးသွားပြီကင်ဆာတာလေးလည်းပြောပြီးတဲ့နောက်မှာတော့ပြုတ်လို့ပြရမယ့်ရေရာလေးကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ ပြုတ်လို့ပြရမယ့်ရေရာလေးအနေနဲ့ကကြတော့နီးစက်ရဖရားဒါမှမဟုတ်ကိုယ့်ရဲ့အိမ်ဖရားလေးမှာသောက်ကြသားသမီးများအနေနဲ့ကကြတော့ဒီပေါ့နော်စီဒမင်းလေးတပွဲလူတန်းပြီးတော့ကိုယ့်ရဲ့ကံညံ့နေပြောက်ကင်းသောတာသောအောင်ဆူတောင်းပေးပါအဲကံညံ့နေလည်းရောပါသွားပြီးကောင်းမွန်တဲ့ကံစရာလေးရရှိဖို့အတွက်လည်းကိုယ်တိုင်ကိုကြပြုတ်လို့ချင်းပြင်းနဲ့ကံညံ့နေပြောက်ကင်းသွားပါလိမ့်မယ်နော်ကဲဒါတော့စနေသားသမီးတွေပေါ့နော်ကဲစနေသားသမီးတွေရဲ့ကန်ဆာလေးကိုတစ်ချက်ကြည့်ပါမယ်။ ကျအရင်ဆုံးကတော့လုပ်ငန်းကံကဲလုပ်ငန်းကံနဲ့ပတ်သက်ရင်တော့လောလောဆယ်မှာတော့အတွေးတွေများပြီးတော့လောလောဆယ်အဆင်မပြေမှုလေးတွေအခက်အခဲလေးတွေကြားမှာကိုကိုတိုင်ကအဲစိတ်မပါလက်မပါနဲ့ရင်ဆိုင်ဖြည့်ရှင်းနေရတဲ့ကာလတစ်ခုဖြစ်လိမ့်မယ်အဲ့တော့ လောလောဆယ်မှာတော့စိတ်နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်သုံးပြချက်တွေမခိုင်မာတာမျိုးဖြစ်ဖြစ်အတွေးတွေကလွန်နေပြီးတော့ပေါ့နော်အတွေးတွေနဲ့ပဲဟိုအကောင့်ထဲပေါ်ဖို့အတွက်ကြံ့ကြံ့နေတဲ့တာမျိုးလေးတွေဖြစ်ပေါ်နေတတ်ပါတယ်အဲ့တော့လောလောဆယ်မှာအတွေးတက်ဆိုင်ရင်အဲဒီအရာတစ်ခုခုကိုလောက်ကင်ဖို့အတွက်အကောင့်ထဲပေါ်ဖို့အတွက်ပဲစူးစမ်းမယ်ဆိုရင်ပို့ပြီးအစီအပြေလိမ့်မယ်အတွေးများပြီးတော့အထမြောက်ဖို့အတွက်အကောင့်ထဲပေါ်ဖို့အတွက်မအောင်မြင်တာမျိုးလေးကြံ့ကြံ့တာမျိုးလေးတွေအချိန်ကြီးစွဲနေတဲ့တာမျိုးလေးတွေဖြစ်ပေါ်နေတတ်ပါတယ်ဒါလေးကတော့လုပ်ငန်းကံတွေဖြစ်ပါတယ် ကယ်လုံငန်းခံပြီးသားနောက်မှာတော့ငွေကြေးကံ အဲ့တော့ငွေကြေးကန်တဲ့ပတ်တိုင်းတော့လော်လော့ဆယ်ငွေကြေးကန်ကတော့အဲကြီးကဲသူတွေစီကနေမူဖို့ရတာမျိုးတို့အဲပြီးတော့ဒီကိုယ့်ရဲ့ပေါ့နော်လုပ်ငန်းပိုင်းမှာလုပ်ငန်းလှစာတို့တာတို့ငွေကြေးအဲငွေကြေးတို့တာမျိုးလေးတွေအရာတို့တို့တာမျိုးလေးတွေကောင်းတဲ့သတင်းတွေကတော့မကြခင်ရလာဖို့တော့ရှိတယ်ပေါ့နော်အဲဒါပေမဲ့ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးရလာမှာဖြစ်တဲ့အတွက်ကိုယ့်ဘက်ကဒီလည်းနည်းနည်းခက်ခဲမှုလေးတွေကိုကိုကစူးစမ်းပြီးတော့အဲရုံးကန်ရတာမျိုးလေးတွေအဲပြင်ဆင်ရတာမျိုးလေးတော့ရှိလိမ့်မယ်ဒါတော့လော်လော့ဆယ်မှာလုပ်ငန်းနဲ့ပတ်သက်ပြီးလုပ်ငန်းသစ်တွေတွေကလည်းကိုကရှာနေတာမျိုးတွေဆိုရင် ော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အဲလုပ်ငန်းတည်တက်ဆိုင်လုပ်ငန်းအဟောင်းကပဲအဆင်ပြေနေတာမျိုးလေးတွေအခက်ခဲတွေကတော့ရှိနေုံပဲအဲ့တော့မကြခင်မှာတော့ကောင်းမွန်တဲ့ကန်စတာလေးရရှိမယ်ဆိုတော့ကိုကအဲစူးစမ်းလို့ကောင်းတဲ့ကာလာတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်ကဲနောက်တစ်ခုကဲနောက်တစ်ခုကကြတော့လူမွေးကန်အဲ့တော့လူမွေးပိုင်းနဲ့ပတ်သက်ရင်တော့လူမွေးပိုင်းမှာတော့ကိုကိုတိုင်ကပြန်လဲကူညီပြီးတော့သူများပြဿနာဖြစ်နေတဲ့ကာလတစ်ခုလို့တော့ပြောလို့ရတယ်အဲ့တော့ ကိုကိုတိုင်ကလည်းအာနာတတမျိုးလေးတွေအယုံလွယ်တာမျိုးလေးတွေသူများပြဿနာတွေကိုမကူညီပဲမနေတတ်တဲ့အရာမျိုးလေးတွေကြောင့်အဆင်မပြေမှုလေးတွေအဲကြုံရတတ်တဲ့ပြီးတော့ရုံးပြေကနာသွားရတာမျိုးပဲဖြစ်ဖြစ်အဲ့တော့စာချုပ်စာတမ်းစီးရင်စရာကိစ္စလေးတွေမှာပါဝင်ပြောဆိုလောက်ကင်နေရတာမျိုးလေးဖြစ်ဖြစ်လောလောဆယ်မှာတော့အဲ့လိုမျိုးလေးတွေကန်စရာလေးတွေကိုတွေ့နေရတယ်အဲ့တော့အထူးသတိထားပေးပါသူများပြဿနာကကိုပြဿနာဖြစ်တတ်ပါတယ်နော်ကဲနောက်တစ်ခုနောက်တစ်ခုကကြတော့အခြေခံ အချင်းနဲ့ပတ်တိုင်တော့လောလောဆယ်မှာတော့ရွေးလွန်းနေမရသေးလွန်းရင်လည်းမလှဆိုတဲ့ဟိုကာလတစ်ခုရောက်နေဗျာအဲ့တော့ ရွေးကြရရှိတယ်ဒါပေမဲ့အဲ့တော့လောလောဆယ်မှာရွေးဖို့အတွက်ဆိုတာတက်ပေါ့နော်ကိုစိတ်တိုင်းကြတဲ့အရာတခုကိုကိုကလောလောဆယ်မတွေ့သေးဘူးအဲ့တော့လာတဲ့အရာတွေကလည်းကိုစိတ်တိုင်းကြအရာတွေမဖြစ်သေးဘူးပေါ့နော်အဲ့တော့လောလောဆယ်ကရတာမလို့လိုတာများတွေလည်းဖြစ်နေလိမ့်မယ်အဆင်မပြေမှုလေးတွေများနေမယ်အဲ့တော့အချင်းနဲ့ပတ်သက်ရင်တော့ကောင်းတဲ့အရာတွေကတော့ကိုတက်စိတ်တိုင်းမကြသေးဘူးလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့အဆင်ပြေမဲ့အရာတခုကိုကအချင်းပေးပြီးစောင့်မယ်ဆိုတော့ပိုကောင်းလိမ့်မယ်ပေါ့နော်အချေကတော့အဲ့လိုကန်စတာလေးတွေရောက်ရှိနေတတ်ပါတယ်ကဲနောက်တစ်ခု ောက်တစ်ခုကတော့ကျမ်းမာရေးကန်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့အစာမဆေးမတာတွေဖြစ်တတ်တယ်ပြီးတော့ဥကောင်းတဲ့ပစ္စတာမျိုးတွေအာအောင်ကျောင်းတဲ့ပစ္စတာမျိုးတွေခေါင်းခဏခဏမူးနေတဲ့တာမျိုးတွေဖြစ်ပေါ်နေတတ်ပါတယ်အဲ့တော့ ်အတိုင်းနိုင်ဆုံးတော့ကျမ်းမာရေးချူချာနေလိမ့်မယ်ဝေကုံကြီးကြလေးတွေများနေရတတ်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့အထူးသတိထားအနေနဲ့ကာလာတစ်ခုတပတ်တာကင်ဆာလို့တော့ပြောလို့ရတယ်ပေါ့နော်ဒါတွေကတော့စနေသားသမီးတွေရဲ့ပြောင်းလဲလာမယ့်ကင်ဆာလေးနဲ့ဒီပေါ့နော်ဒီကိုယ်အနေနဲ့ပေါ့နော်ဆောင်ရွက်ဆောင်ရွက်လေးတွေပေါ့နော်ဘာလေးတွေကိုမလုပ်သင့်ဘူးလဲဘယ်လိုမျိုးလေးတွေကိုကိုယ်ကရှောင်သင့်လဲပေါ့ကိုယ်ကတီးပြီးွားပြီအဲ့တော့ ြုတ်လုတ်ပေးရမယ့်ရေတရာလေးကိုဆရာတစ်စတဲ့ပြောပေးမယ်နော်အဲ့တော့ပြုတ်လုတ်ပေးရမယ့်ရေတရာလေးအနေနဲ့ကကြတော့ကိုယ့်ရဲ့အိမ်ပြားဒါမှမဟုတ်နီးစက်ရဖျားလေးမှာစနေသားသမီးများအနေနဲ့ကကြတော့စံပြုတ်စွန်းလေးပေါ့နော်တကယ်အတက်နိုင်တော့အုံလို့စံပြုတ်လေးဆိုတော့ပိုကောင်းတယ်ပေါ့နော်အဲ့တော့အုံလို့စံပြုတ်လေးဖြစ်ဖြစ်နိုးစံပြုတ်လေးဖြစ်ဖြစ်လူတန်းချင်းပင်ကိုယ့်ရဲ့ကင်ဆာညာလေးတွေပျောက်ကင်းသွားပြီးတော့ကောင်းမွန်တဲ့ကင်ဆာလေးကိုရရှိပိုင်ဆိုင်ရမှာဖြစ်ပါတယ် ကဲဆရာပြောခဲ့တဲ့ဒီခေါင်းစားသမီးများအားလုံးလည်းဒီကိုယ့်ရဲ့ပြုလို့ရမယ့်အရာလေးတွေကိုဆောင်းရှံရှံလေးတွေကိုပြုလို့ခြင်းပင်ကိုယ့်ရဲ့တပတ်တာကင်ဆာလေးကိုပုံမကောင်းမွန်တဲ့ကောင်းမွန်အောင်အဲဖျက်ဆန်းလို့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ပတ်နောက်တစ်ပတ်ဒီမှာလည်းမတူညီတဲ့နေသားတွေမတူညီတဲ့ကင်ဆာလေးတွေကိုဆရာကပြောပြသွားမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုလည်းလက်ကဲ share လို့တောက်ဖို့လည်းမမေ့ပါနဲ့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံးနေပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်